ဝမ်ချန်ပီယံရှစ်မှာပွဲထိုးခွင့်မရအောင်နာမီလိုက်ဖြတ်နေတဲ့ကိုဖြူဝီကိုသန်းစင်ကပညာသားပါပါနေပဲပြန်လေသုံးပြန်လိုက်တာဖြစ်တဲ့အတွက်ပရိသတ်တွေကတော့သန်းစင်ရဲ့အခုလိုမျိုးပညာရှိမှုကိုလေးစားနေကြပါပြီသန်းစင်ဟာအသံပညာဘာမှမရှိပါဘူးဒါပေမဲ့ဒီကောင်လေးကတတော်လေးကိုစိတ်တပိုင်းဆိုင်ရာမှာမမိကိုကို control လုပ်နိုင်တဲ့သူဖြစ်ပါတယ်ကိုဖြူဝီကဘလောက်ပဲတိုက်ခိုက်ပါစေသူ့ဘက်ကဘလောက်ပဲနော် ခံရပါစေဒီကိစ္စအလုံးမှာသူမှန်ခဲ့တာဖြစ်တဲ့အတွက်သူကဖြေရှင်းရမယ့်အစားတော့ကိုဖြိုးဝေရဲ့တိတ်ခါကြမှာဆိုလို့သူကနှုတ်ဆက်နေခဲ့တာဖြစ်တယ်။ဒါပေမဲ့ဗျာတန်းစင်ကနှုတ်ဆက်နေသလောက်တန်းစီရဲ့အဖေကတော့လုံးဝကိုသူသားတော်မခံနိုင်တော့ဘဲနဲ့ကိုဖြိုးဝေရဲ့ယုံမှမှုတွေကိုချပြလိုက်တာပဲဖြစ်ပါတယ်။ကိုဖြိုးဝေကတော့တန်းစင်ဦးတက်ပေါတုံးကသူကကယ်တင်ခဲ့တာပါညာပြောပြီး တကယ်လက်တွေ့မှာတော့ဝမ်ချမ်ပီယံရှစ်ကတန်းစင်ကိုဦးတက်ပေါက်လို့တနာလို့ဆိုပြီးပြီးထားတဲ့ငွေတွေထဲကအကုန်လုံးနှီးပါးကိုမသွားခဲ့တာပဲဖြစ်ပါ ರೀ အခုလေတန်းစင်ကသူ့အချောင်းကိုတီးသွားတဲ့ခါကျတော့သူနဲ့မချိတ်ဆက်ဘူးမချိတ်ဆက်တော့ဘာဖြစ်လဲသူဝန်တူပြီလေနော်သူကပတ်ဆက်မရတော့ဘူးဆိုတော့ဂျေဝင်ပြီဆိုတော့အရမူတိုင်းမှာအခုလိုမျိုးတန်းစင်ကိုအဆက်ခွဲနေတာဖြစ်တယ်ဒါဝမ်ချမ်ပီယံရှစ်မှာတန်းစင်မျက်နှာမရအောင်အမျိုးမျိုးလုံးကြံဖော်ပြရေးသားနေပြီးတော့ပြောဆိုနေတာဖြစ်တဲ့အတွက် ကိုဖြူဝေကိုတန်းစင်အဖေကိုယ်တိုင်ကတဲပဲဆော်သွားတာဖြစ်တဲ့အတွက်ကိုဖြူဝေတော့အခုချိန်မှာအရင်မမူတော့ဘဲနဲ့နှုတ်ဆက်နေခဲ့ပြီလေဖြစ်ပါတယ်နော်ခုလိုမျိုးတန်းစင်ရဲ့ပညာသားဘာဘာဖြည့်ရှင်းမှုတွေကိုပရိသတ်တွေကအရင်ကသဘောချနေကြပါရယ်တန်းစင်ကတော့အခုမျက်လုံးမှာ spot လေးတွေတွေ့လို့ခိုင်းမှာတည်တည်ချက်ချကိုစီကူတာမှုခံယူခဲ့ပြီဖြစ်ကြောင်းဒါပဲမယ်သလားတည်တည်တော့အနားယူရမှာဖြစ်ကြောင်းသလားပြီးလို့ရှိရင်တော့သူ့အနေနဲ့တန်းပွဲတွေ ဆက်လက်ထိုးခွင့်ရပြီဖြစ်ကြောင်းကိုပြည်သူတွေကိုမစိုးရင်ချဖို့အတွက်ကိုပြောသွားခဲ့တာပဲဖြစ်ပါတယ်။သန်းစင်ဟာအင်မတန်မှကုသူတွေအများကြီးလုပ်တဲ့ဘရာဟီတာစိတ်သက်ရှိတဲ့လူငယ်ဖိုင်တာတစ်ယောက်ပါ။သန်းစင်ဟာလွန်ခဲ့တဲ့နှစ်ကဒါတိုင်းစော်ကျော်နဲ့ပွဲမတိုင်ခင်ကလေဦးတက်ဝေဒနာခံစားရပြီးပွဲမတိုင်ခင်တည်းရဲ့အလိုလောက်မှာနှုတ်ထွက်ခဲ့ရကထိုင်းနိုင်ငံမှာခွဲစိတ်ကူတာမှုခံယူခဲ့ရပြီဖြစ်ပါတယ်။အဒီနောက်မြန်မာပြည်ပြန်တဲ့အခါမကောင်းတဲ့အရာတွေဖြေရှားပြစ်နိုင်ဖို့ ဗုဒ္ဓဘာသာဝင်တို့ရဲ့အယူအယသင်ခန်းဝတ်ခဲ့တယ်လို့ကမ်ဘစ်ပြန်လာခဲ့တဲ့ပွဲစဉ်မှာလေးထိုင်းဆော့ဂျိုကိုပထမအချိန်နဲ့တည်းအပေါက်သိပြခဲ့တာပါဒီတစ်ခေါက်ပွဲစဉ်မပြတ်ခင်တုန်းကလေးအတန်းစင်ဟာငလင်ပေးခန်းစားရတဲ့ဒေသတွေစီကူညီလူတန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်ဒီကောင်းမှုကုသိုလ်တွေကပဲတန်းစင်ကိုကြီးကြီးမားမားဖြစ်စေဖို့ကာကွယ်ပေးခဲ့လိုက်တာလားတော့မပြောတတ်ပေမဲ့တန်းစင်ရဲ့မျက်စိဝရဏဟာကြီးကြီးမားမားမဖြစ်ခဲ့ပဲအချိန်တူလေးနဲ့ပျောက်ကွယ်လာတော့မှာဖြစ်ပါရဲ့ဒါကြောင့်မို့လို့ one championship မှာစားချုပ်ကြီးကြီးရရှိထားတဲ့ တန်းစီရထုတ်ပွဲကြီးကတော့နောက်နှစ်လအတွင်းမှာပြန်လည်မြင်တွေ့ရပါတော့မယ်ဗျာတန်းစီကောင်းဆုံးပြန်လာနိုင်ပါစေအတိုက်ခိုက်တွေကနေကင်းဝေးပါစေတော့